မှုတွေများနေတဲ့ဂျော်ရှုဝါဘန်ရဲ့ဒီဖက်နက်မှာမြန်မာအလန်ထဲကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်များများကဂျော်ရှုဝါဘန်ကိုမင်းဒီရှမ်ပီယံကပတ်ကိုရမှာလည်းမဟုတ်ဘူးလူမနေနဲ့ကိုယ်နိုင်ငံတော်မလေးစားတဲ့ကောင်ဆိုပြီးတော့ဝေဖန်နေရလည်းတွေ့ရတယ်ဒါတော့မြန်မာနိုင်ငံအလန်ကိုထိလာမကြိုက်လို့ဝေဖန်မန်းတော့တိတယ်ကွာဒါပေမဲ့ဒါကအလန်ကြီးကိုဒီမြန်မာနိုင်ငံအလန်ကြီးကိုရှာပြီးတော့နင်းနေရလည်းမဟုတ်ဘူးဒီ customize design ပုံစံပဲဖက်နက်မှာရေးဆွဲထားတာပြီးတော့ဂျော်ရှုဝါဘန်ကဒီမြန်မာနိုင်ငံအလန်ကိုဘယ်လောက်ထိရှစ်ပြီးတော့ဘယ်လောက်ထိကြွားချင်ကြောင်းကိုဒီ USC ကို စကြည့်တဲ့ဖိုက်တာတွေအကုန်လုံးတိတယ်ဂျော်ရှူအဘန်ရဲ့ပွဲတွေကိုမလွတ်တန်းကြီးတဲ့ဖိုက်တာတွေအကုန်လုံးတိတယ်ဂျော်ရှူအဘန်ကဒီမြန်မာအလံကိုပထမဆုံးချုပ်ငင်းရတဲ့ပွဲကဘရန်နန်ရေဗန်ရဲ့ပွဲမှစပြီးတော့ချုပ်ငင်းရတာအဲ့ဒီရှိမှသူမြန်မာနိုင်ငံသားပါမြန်မာနိုင်ငံအလံကဒီ USC မှာဘလို့ထုတ်ပြရမလဲဆိုတာကိုအမြဲတမ်းပဲသူ့ခေါင်းထဲမှာစဉ်းစားနေတယ်ပွဲစားပြီဆိုတာနဲ့ဒီမြန်မာနိုင်ငံအလံကိုတည်ခွင့်မရသေးဘူး USC မှာရှေ့ပွဲတွေမှာအဲ့ဒီချိန်မှာသူ့ရဲ့ဒီအန်ကတ်မှာဒီမြန်မာနိုင်ငံအလံပုံစံလုတ်ပြီးတော့ အန်ကက်ကိုယူခဲ့တယ်။မရရရဲ့အနေအထားတစ်ခုကနေပြီးတော့ဒီမြန်မာနိုင်ငံအလံကိုသူကမရရအောင်ထုတ်ကြွားခဲ့တယ်။အဲ့တော့သူကမြန်မာနိုင်ငံသားပါဆိုပြီးတော့သူကိုယ်တိုင်မခံယူဘဲနဲ့ဒီ US အမေရိကန်နိုင်ငံသားခံယူထားတဲ့အတွက်ကြောင့်မို့လို့အမေရိကန်နိုင်ငံအလံနဲ့ပဲထိုးလို့ရတယ်။ဒါပေမဲ့မြန်မာတွေကဒီ US မှာအောင်မြင်မှုမရသေးတဲ့အတွက်ကြောင့်မို့လို့ကိုယ့်မြန်မာတွေကိုတိုးတက်ရှင်တဲ့စိတ်မြန်မာနိုင်ငံကိုရှစ်တဲ့စိတ်နဲ့မြန်မာအလံကိုဒီ US အဲ့ဒါကဝိုင်းတဲ့ကိုယူခွင့်ရဖို့အတွက်အများကြီးစူးစမ်းခဲ့ရတာပါ။ သူကဒီမြန်မာနိုင်ငံမှာမွေးဖွားခဲ့တယ်ဆိုပေမဲ့ဘာမှမတိတက်ဆအရွယ်ကနေစပြီးတော့ဒီရွှေပြောင်းလှုပ်သွားဘဝကနေပြီးတော့ဒီတိန့်ဆောင်ထွက်ပြေးတိန့်ဆောင်ပြီးတော့အမေရိကန်ကြီးရောက်သွားတယ်အဲ့တော့ဂျာထဲမှာလည်းသူပြင်းပန်းဆင်းရဲခံခဲ့ရတယ်နိုင်ငံတော်ကလည်းဒီနိုင်ငံမှာသူအနိုင်ကျင့်ခံခဲ့ရတယ်ဘန်ရဲ့အရက်အမောင်းကြီးဟာဒီအနောက်နိုင်ငံတွေမှာဆိုရင်စိတ်ကြောင်းသားတွေကဒီအနိုင်ကျင့်တဲ့ delay တွေကစကားထဲမှာရဲမဟုတ်ဘူးနဲ့အပြင်မှာလည်းတကယ်ရှိပါတယ်အဲ့လိုအနိုင်ကျင့်ခံခဲ့ရတဲ့ဘဝကနေပြီးတော့သူဒီအနိုင်ကျင့်ခံရတဲ့အချိန်တွေကနေပြီးတော့ဒီ USC ရဲ့ ဖလိုက်ဝေးချန်ပီယံကပတ်ကြီးကိုလူခဲ့ရတဲ့အချိန်ထိကိုမြန်မာနိုင်ငံသားတွေရဲ့အကူအညီတစ်ခုမှမပါဘဲနဲ့သူလုပ်ပြခဲ့တာဒါပေမဲ့သူမြန်မာနိုင်ငံကြီးကိုပြန်ပြီးတော့ကျေးဇူးဆက်ရှင်တဲ့အနေနဲ့သူမွေးဖွားခဲ့တဲ့နိုင်ငံကိုကျေးဇူးဆက်ရှင်တဲ့စိတ်နဲ့ဒီမြန်မာနိုင်ငံအလံကြီးကိုဒီအရကံဝိုင်းလေးကိုနမန်ကျော်ဒီ USC MMA လောကမှာ USC ဆိုတာနမန်ကျော်ဖွဲ့စည်းပြဒီအဖွဲ့အစည်းမှာဒီမြန်မာလန်ကြီးကိုပြချင်လွန်းလို့ကိုသူမရရအောင်စူးစမ်းခဲ့ရတာပါဒီအမားတစ်ခုအတွက်ဝိုင်းပြီးတော့ဝေဖန်နေခံနေရမယ့်အနေအထားမျိုးမဟုတ်ဘူး ပြီးတော့ဒီဖက်နက်တွေမှာကာရှန်မိုက်လောက်တယ်ဆိုတာကလူတော်တော်များများလုံနေတာကိုတွေ့ရတယ်ဒီအမေရိကန်အလံဘာညာနိုင်ငံတကာအလံတွေဘရာဇီးအလံတွေပါစလောက်ကြပါတယ်ရှုပ်ဆိုရင် အောက်ခံပေါင်းပြီးမှာအလံဟိုမှာလုံအောင်အလံဒီဇိုင်းဒီအလံပုံစံပဲပါတာမဟုတ်ဘူးねအလံဒီဇိုင်းတစ်ခုလုံးကိုတော့ဆွဲပြီးဝေ့ကြတာမျိုးတွေလည်းရှိပါတယ်အဲအားကြောင့်မို့လို့ကျွန်တော်တို့ကဖြည့်ပြီးတွေးပေးရပါမယ်ကိုပိုက်တာကပွဲနီးနေတဲ့ခါကျမှ ဒီသူ့ကြောင်းတင်တဲ့ပေ့တွေမှာဖြစ်ဖြစ်ဒီမြန်မာနိုင်ငံမှာ attention ရှိူပြီးရောလိုက်ရှာတဲ့ပေ့တွေမှာဖြစ်ဖြစ်တင်ပြီးတော့ blame နေရတယ်ကျွန်တော်တွေ့ရပါတယ်အများဆုံးအားဖြင့်ချောင်းချင်ပေးကြဖို့အနူးညွတ်တောင်းပန်အပ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဖိုက်ဆောင်ကဘလက်ပါမြန်မာလန်ကုတ်ဖက်မှာစီးထားတဲ့ fashion ကြောင့်လူပြောများနေတဲ့ချွတ်ရွှန်အဗန်အခုချိန်မြန်မာတနင်္ဂနွေစောင့်မြော်နေကြတဲ့အာကစားပွဲစဉ်တစ်ခုကတော့မြမကုံဆောင်ချင်တိုင်းတာနေကျွှရွာပနေ UFC ကဘာ Flyweight Champion ပန်တူဂျာရီရဲ့စိန်ခေါ်ကပတ်လူပွဲပဲဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းဂျိုရှွာဗန်ဟာမြန်မာနိုင်ငံချင်းပြည်နယ်ဟာကာကချင်းတိုင်းသားလေးပါ။ဒါပေမဲ့ဂျိုရှွာဗန်ဟာအမေရိကန်နိုင်ငံကိုရောက်ရှိသွားပြီးမှကမ္ဘာအဆင့်မြင့်ဆုံး UFC ပြိုင်ပွဲရဲ့ Flyweight တန်းမှာကစားနေတာပါ။ဂျိုရှွာဗာဟာကမ္ဘာအဆင့်မြင့်ဆုံး MMA ပြိုင်ပွဲတစ်ခုဖြစ်တဲ့ UFC ပြိုင်ပွဲမှာကစားနေတဲ့တူရဲတော်မြမကုံဆောင်ကစားသမားပါ။ဒါအပြင်ဂျိုရှွာဗာဟာအခုဆိုနိုင်ပွဲများစွာရလို့ကမ္ဘာချန်ပီယံပန်တူချာနဲ့ချန်ပီယံကပ်ပလူပွဲကစားရတော့မှာဖြစ်ပါတယ်။ ဒါကြောင့်လည်းမြန်မာနိုင်ငံသားတွေကအားပေးဖို့တက်ကြွနေတာပါ။ဂျိုရှုအဗန်ကိုရန်ကလည်းအမေရိကန်နိုင်ငံမှာနေထိုင်ရပေမယ့်ကိုမြန်မာနိုင်ငံကိုမမေ့လို့မြန်မာလန်ချုံကမြန်မာဖက်ရှင်တွေနဲ့သူဟာမြန်မာနိုင်ငံကိုစားပြုကစားသမားဖြစ်ကြောင်းအမြဲတမ်းပြသလို့ရှိတာဖြစ်ပါတယ်။အခုလည်းဂျိုရှုအဗန်ဟာပန်တိုချာနဲ့ပွဲမတိုင်ခင်အင်တာဗျူးတွေမှာမြန်မာလန်ကိုဖိနှတ်မှာစီကအင်တာဗျူးတွေဖြေနေတာပါ။ ဒီလိုလောက်တာဟာတခြားနိုင်ငံမှာဆိုဖက်ရှင်တစ်ခုဆိုပေမဲ့မြန်မာနိုင်ငံမှာတော့နိုင်ငံလန်ဆိုတော့မယုံမသိမလုပ်ရဘူးဆိုပြီးပြောကြတာပါတချို့ကလည်းဖက်ရှင်ဆိုတာဘာဆိုင်လို့လဲဆိုပြီးပြောကြပါတယ်ပရိသတ်တို့ကရောဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်